နေရကရွှေစကန်းငွေစကန်းမိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖြာကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လေဂျိုပန်တော်မူနိုင်ကြပါစေခင်ဗျာ။ရွှေစကန်းငွေစကန်းအစီအစဉ်ကျွန်တော်ညစဉ်စ조사ပြီးတော့တင်ဆက်ပေးနေပါရယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လည်းပဲအသုံးတဲကြအကျိုးထူးကြတယ်ဆိုတော့ပြန်လည်ကြားပြရတဲ့အတွက်ဝမ်းသာမိပါရယ်ခင်ဗျာ။အခုကတော့ဖြင့်ဇူလိုင်လ၂ရက်နေ့အတွက်ရွှေစကန်းငွေစကန်းရှေးဥစွာတနင်္ဂနွေသားသမီးမိတ်ဆွေများ ီလိုနေ့တွေမှာငွေကြေးကန်ကောင်းတယ်အဲဝင်ရောဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ်ကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာချက်ငါးကြံကုန်ရုပ်ချက်သုံးအဲ့လိုကိစ္စမျိုးတွေဦးစားပေးပြီးတော့စူးစမ်းတင်တယ်ငွေဟောင်းပစ္စည်းအောင်တွေလည်းပြန်ဝင်တတ်တယ်ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံပတ်တွေလည်းပြန်လဲစုံစည်းရတတ်တယ်လက်ရှိလုပ်ငန်းတွေကိုတိုးတင်ချဲ့တင်အချိန်မြင့်နေတယ်လုပ်ငန်းဟောင်းရွေချယ်ဟောင်းများပြန်စူးစမ်းတင်တဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာဒီငွေသားသမီးမိတ်ဆွေတွေဒီလိုကိမျိုးမှာကံရဲ့အပမိုးရဖို့ဆိုရင်အစိမ်းရောင်ငွေရောင် ညများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါရန်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရက်တောင်လေးတစ်ချောင်းနဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့စုတောင်းမှဒီနေ့ကိုအတွက်ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက၄ကဏ္ဍခွန်ကဏ္ဍကဲကံရဲ့အပမိုးရဖို့ဆိုရင်ခလေးတွေပျော်သွားအောင်မုံဝေကျွေးတဲ့ကုသိုလ်ပြုလုပ်ပြီးတော့တင်းငွေသားသမီးမိတ်ဆွေများကံပွင့်ကံမြင်ကြပါစေခင်ဗျဆက်လက်ပြီးတော့တင်းငလာသားသမီးမိတ်ဆွေများ ဒီလိုကိန်းမျိုးမှာကလေကန်ထူးတတ်တယ်သူများတကာကြီးအတွက်ခက်ခဲထင်းကပိတ်ဆို့နေပါဆွဲကိစ္စရောင်ကိုအတွက်လွယ်ကူနေတတ်တယ်ဒီပေါင်မဲပေါ့ဆူရယာဒူတို့တို့ကန်ထူးတတ်တယ်စတူတွဲပြီးလုံးမဲ့ကိစ္စတွေစာချုပ်ချုပ်ဆိုလုပ်ကမ်းရမယ်လုပ်ငန်းမျိုးတွေစံစီစေစာဆက်မှုစိုက်ပျိုးစိန်စာဥစာတန်းအဲ့ဒါမျိုးတွေပို့ပြီးအချိုးပေးတတ်တယ်ကန်ထူးတဲ့အချိန်ဖြစ်ပါတော့ကြောင့်ကဲ US စိတ်ကူးထရတွေကိုအင်းအားနဲ့စူးစမ်းတတ်ပါတယ်လို့ဆွေမျိုးမိတ်ဆွေလို့ဖို့ကန်ဘက်တို့တို့ပူပင်တော့ကလေရှိတတ်တယ် ကတင်းလာသားသမီးတွေကကံရင်အပမို့ရဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးလို့ဝယ်ဆင်သုံးဆွဲပါရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုပန်းအိုးလေးတစ်လုံးအစင်ပြေတင့်တော်တဲ့ပန်းအိုးလေးနဲ့တို့ခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကတက်ကနန်း၅ကနန်းကံရင်အပမို့ရဖို့ဆိုရင်မိမိအတိုင်းတိုင်းနဲ့မိမိစီလှူဒန်းတဲ့ကုသိုလ်ပြုပြီးတော့ကဲကံရင်အပမို့လေးရရှိကြပါစေခင်ဗျဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများ ဒီလိုနေ့ဒီမှာကလက်ရှိလုပ်ငန်းတွေကိုတိုးမှချက်မှတော့အချိန်မြင့်မှတော့လုပ်ငန်းအသစ်စတင်မှတော့ခရီးသွားပြီးလုပ်တဲ့အလုပ်တို့ကောင်းတယ်။တာသမီအောက်လက်ငယ်သားအလုပ်သမားမောင်နှမကိစ္စတွေရွှေတို့ရန်နာပစ္စည်းလက်ဝက်လက်စားလက်ဖက်လက်ဖက်ရည်ဆိုင်ဝက်ဝါလှေလှဲအလှကုန်အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေထူးထူးခြားခြားအောင်မြင်နိုင်ပါတယ်။ကဲအပြိုင်ဆိုင်အခြေအနေနဲ့စူးစမ်းပြီးတော့လည်းအောင်မြင်နိုင်တယ်ပြုတ်။အင်္ဂါတာသမီတွေကကံရင်အပါမို့ရဖို့ဆိုရင်တော့အပြာရောင်တို့ပန်းရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။ ရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတကြားအထုတ်လေးတစ်ထုတ်နဲ့တို့ပြီးတော့ဆူတောင်းမှာဒီနေ့ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက3ကဏ္ဍ6ကဏ္ဍကံရဲ့အပမိုးရဖို့ဆိုရင်ပစ္စည်းတစ်ခုခုအစဉ်ပြေတဲ့တော်တဲ့တည်တည်တစ်ခုကိုလှူဒန်းပြီးတော့ကံရဲ့အပမိုးရရှိကြပါစေခင်ဗျဆက်လက်ပြီးတော့ဗုဒ္ဓသာသမိမိတ်ဆွေများဒီလိုနေ့ဒီမှာက အဖို့တံပစ္စည်းဝယ်ခြင်းရောင်းခြင်းကိစ္စတွေအားပြုပြီးစူးစမ်းတဲ့နိုင်ငံသားနဲ့ပတ်သက်ဆက်နွယ်တာတွေဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်လေးလံ contract လုပ်ငန်းမျိုးတွေအထက်အလိတ်တို့ ठी ဖနတ်တို့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇတ်တတ်တို့နှံ့နွားအဲ့လိုကိစ္စတွေဦးစားပေးစူးစမ်းတဲ့ဘဝမှာအခြေအနေအဆင့်တန်းမြင့်တဲ့တဲတို့ယာလူတိုးတဲတို့ဝင်ဝင်လာစာတိုးတဲဆိုတာဒီလိုကိမျိုးမှာလာပြီးကျုံနာကဲပြောစရာကြီးပါဗုဒ္ဓသာသမီများအယမီစူးစမ်းနိုင်ကြပါစေဘုရူသားသမီးတွေကံရင်အပမိုးရဖို့ဆိုရင်တော့အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးစွဲပါ ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဂျင်းတက်လေးတက်နဲ့ခောက်ပြီးတော့ဆုတောင်းဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမယ့်နံပါတ်တွေကနန်းတွေကနှစ်ကနန်း၆ကနန်းတွေဖြစ်ပါတယ်ကံရဲ့အပမိုးရဖို့ဆိုရင်ကိတ်မုံလှူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ဘုရူသားသမီးများကံရဲ့အပမိုးရရှိကြပါစေခင်ဗျဆက်လက်ပြီးတော့ကြာသာပေးသားသမီးမိတ်ဆွေများ ဒီလိုနေ့ဒီမှာကပညာရေးနဲ့ပတ်သက်တာတွေသင်တန်းတို့သင်ကြားရေးတို့ဇာမေးပွဲတို့အင်တာဗျူးတို့ရှောက်လွားတို့ဝင်ခွင့်တို့နဲ့ပတ်သက်တာတွေကြိုးစားတဲ့နှစုတွေဘွဲ့တွေယာတုဂုံတို့ကိစ္စတွေအလွန်ကောင်းတယ်မြေကိစ္စဖုံးကိစ္စအမွေကိစ္စပြိဘောကပဲပြောင်ပန်ပြိမကြီးပပုအဲ့ဒါလိုကိစ္စတွေလည်းကြိုးစားတဲ့ကိမျိုးဖြစ်ပါတယ်စိတ်နဲ့ခွဖြစ်စရာလေးတွေမတင်မကြမရေမြာလေးတွေဒုလောဒုလောဖြစ်စရာလေးတွေမှာစိတ်အေးအေးခေါင်းအေးအေးနဲ့ကြိုးစားရအောင်ပါကြာသပတေးသားသမီးတွေဒီလိုကိမျိုးမှာကံရဲ့အပံမို့ရဖို့ဆိုရင် အနေရောင်အယောင်ရင့်ရင်အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုမုံထုတ်လေးတစ်ထုပ်ဗာမုံထုတ်ပဲဖြစ်ဖြစ်မုံထုတ်လေးတစ်ထုပ်နဲ့အစဉ်ပြေတဲ့မုံထုတ်လေးနဲ့ကဲတို့ထုတ်ထုတ်ပြီးတော့ချူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက၅ကဏ္ဍ၇ကဏ္ဍကံရင့်အပမို့ရဖို့ဆိုရင်လျှက်စစ်မီလှူဒါန်းနဲ့ကုသိုလ်ဖရားဇေဒီဇေယျတကောင်းနော်ဇေယျတကောင်းကြောင်းကနေမှာမီလှူဒါန်းနဲ့ကုသိုလ်လေးပြုတ်ပြီးတော့ ကြာကြာပေးသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါသည်ပေးရနယ်ပေါင်းကလည်းကင်ပါချမ်းသာကြပါသည်ခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကနည်းနည်းလေးစိတ်မောလူမောလေးတော့များရတဲ့ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စမနိုင်ဝင်နေထမ်းရတဲ့ကိုဒမင်းကိုစားပြီးဂျီရောနွားအလကားကြောင်းရတဲ့ဆိုတဲ့ဒိမျိုးပဲပြုတ်ဂျီရောနွားအလကားလည်းကြောင်းပေးရသေးတယ်ကိုလည်းမကောင်းမြင်ထင်လွဲခံရတဲ့ဆိုတာမျိုးတော့ဖြစ်တတ်တယ် မိတို့ပင်စူးစေးကမှုခေါင်းအေးစေးအေးလေးနဲ့ကြိုးစားတဲ့နဲ့နိုင်ငံသားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေကို့အတွက်ပဲဖြစ်ဖြစ်မိသားစုအတွက်ပဲဖြစ်ဖြစ်ပေါ့နော်။နောက်လေလံကန်ထွက်ဆန်တဲ့လုပ်ငန်းမျိုးတွေပွဲစားအကျိုးဆောင်လုပ်ငန်းမျိုးတွေအထက်အလိတ်တို့ထိဖက်နတ်တို့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇယ်ဓာတ်တုနှမ်းနွားအဲ့ဒါလိုကိစ္စမျိုးတွေပို့ပြီးအချို့ထူအောင်မြင်နိုင်တယ်။ခေါင်းအေးအေးစေးအေးလေးနဲ့ကြိုးစားဖို့တော့အရေးကြီးပါတယ်။အမှားရင်းအလေလွင်လေးတွေများတယ်လို့။တောက်ကြသားသမီးတွေကံရဲ့အပါမို့ရဖို့ဆိုရင် ရွှေရောင်တို့လိမ်မော်ရောင်တို့အဝါရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဗတောက်ဂိုင်းလေးတစ်ဂိုင်းနဲ့ရိုက်ပုတ်ပြီးတော့စုတောင်းဒီနေ့ကိုအတွက်ကန်ကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက9ကနန်း10ကနန်းကန်ရဲ့အပမိုးရဖို့ဆိုရင်မြေပဲလော်တို့မြေပဲစားလော်တို့မြေပဲယိုးတို့မြေပဲနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကောင်းမှုလေးပြုပြီးတော့တောက်ကြသားသမီးများကန်ပွင့်ကန်မြင်ကြပါစေခင်ဗျဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကလေ အပြောင်းလဲတွေအပြောင်းအရွှေ့တွေလုပ်ငန်းသစ်နေရာသစ်အစီအစဉ်သစ်တွေအိမ်သစ်ဆိုင်သစ်တွေအလွန်ကောင်းတယ်ခရီးသွားပြီးလောရတဲ့အလုပ်တွေကောင်းတယ်ကိုကြီးကိုလည်းတရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တဲ့အသီးအနှံတို့ရေထွက်ကုန်တို့တဲ့တန်တို့တဲ့အဖျော်ရမကတည်တည်ဝလာဟင်းတင်းဟင်းရဲ့ရေထွက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးအထူးကောင်းပါတယ်ခင်ဗျာမထင်မှတ်ဖ ೇನೆ ဖုန်းကိစ္စမြေကိစ္စပညာရေးကိစ္စဝန်တာရတဲ့နည်းနည်းလေးတော့အပြိုင်ဆိုင်အကျိတ်နဲ့ကြိုးစားရတဲ့လူတယောက်ရဲ့ဘဝမှာတအားလဲကောင်းတအားလဲဆိုးဆိုတာဖြစ်တတ်တယ်ကို့အပေါ်မှာမူတည်တယ်ကို့ဘက်ကအင်အားသုံးပြီးကြိုးစားနိုင်တဲ့ကိစ္စတွေမှာအောင်မြင်မှုကြီးမားတာပြီးတော့ နည်းနည်းမဆိုးမဖို့မရေမရသွားလုံမြင်လဲဆုံးရှုံးနေတာမှုကြီးမာတတ်တယ်။ဒါကြောင့်လုံးမဲ့ကိစ္စအပိုင်လုံမတိကြတဲ့ကိစ္စလည်းမလုံနဲ့ဖြူမဆိုးဖြူမဲမဆိုးမဲဒုံဒုံချကြိုးစားတဲ့နဲ့ဒီလိုကိမျိုးမှာစနေသားသမီးတွေကကံရဲ့အပမှုရဖို့ဆိုရင်အနီရောင်တို့ကြက်သွေးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတရက်ခိုင်းလေးတစ်ခိုင်းဒါမှမဟုတ်တရက်ရုပ်အထုပ်လေးနဲ့တို့ပြီးတော့ဆူတောင်းပါကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကတိကနန်း6ကနန်းကံရဲ့အပမှုရဖို့ဆိုရင်ဆန်လေးနှုတ်စီတစ်ဘူးလောက်ဆန်လေးလက်တစ်စုပ်လောက်ကို အပုံအရေးအတွက်10ပုံဖြစ်အောင်ပုံပြီးတော့ကျင်းငက်တရိတ်ဆန်လေးတွေကိုဒါနပြုကျေးမွေးတဲ့ကုသိုလ်ပြုပြီးတော့စနေသားသမီးများကံပွင့်ကံမြင့်ကြပါစေ။ကဲနေနေရကမိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကျိုးပန်းအောင်မူနိုင်ကြပါစေခင်ဗျာ။